Hello hello အားလုံးပဲမင်္ဂလာမနက်ခင်းလေးဖြစ်ပါစေရှင်။ပရိသတ်များအားလုံးကိုစစ်စရရဲ့ D9 Sport မြန်မာ Channel ကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။နေ့စဉ်မနက်ခင်းထဲမှာတင်ဆက်ပေးနေကြ United ရဲ့သတင်းအကြောင်းအရာတွေကိုဒီနေ့မှလည်းတစားကနေပြီးတော့ပရိသတ်တွေတန်ကိုဝေမျှပေးသွားကြပါမယ်။ဘလိုမျိုးအကြောင်းအရာတွေပါဝင်နေမလဲဆိုတာကိုစစ်စရပရိသတ်များအားလုံးကအစားကနေစုံလိုက်ပါလို့နားဆင်ပြီးဖို့အတွက်ဖိတ်ခေါ်ကြပါမယ်ရှင်။ဒီနေ့တွေ့ promotion အနေနဲ့ကတော့အသင်းကနေထွက်ခွာသွားဖို့ရှိနေတဲ့ကွင်းလင်လူကက်စမဲရိုနဲ့အရီစီနီယာအတွက် အီရန်ဆန်ကိုခေါ်ယူတင်နေတဲ့နီးပြအမော်ရင်ဆိုတဲ့အကြောင်းအရာနဲ့စတင်ကြပါမယ်။ယူနိုက်တက်ရဲ့နီးပြယူဝင်အမော်ရင်ဟာဆိုရင်ဒီနေရာဒီမှာအသင်းကနေထွက်ခွာသွားတော့မယ်။အရီဇင်နဲ့ကက်စမီရိုရဲ့နေရာအတွက်အတလန်တာအသင်းရဲ့ကွင်းလယ်လူဖြစ်တဲ့အီရန်ဆန်ကိုခေါ်ယူသွားဖို့ဘုတ်ဘက်ကိုတောင်းဆိုထားတယ်လို့သတင်းတချို့မှာဖော်ပြထားတာကိုတွေ့ရပါတယ်။ United ရဲ့အတွင်းပိုင်းအရာရှိတွေကလည်းအီဒါဆန်ဟာအမော်ရင်ရဲ့ဤစနစ်ထဲမှာအကောင်ဆုံးအဝင်ကွင်းကြားဖြစ်မဲ့ကစားသမားဖြစ်တယ်လို့သုံးသပ်ထားကြပါတယ်။ အတလန်တာအသင်းဘက်ကတော့အီဒါဆန်ရဲ့ပြောင်းရွှေ့တင်းအနေနဲ့ပေါင်34တန်းကိုအလုရှိနေပါတယ်။မဖြစ်မနေကွင်းလယ်ပိုင်းကိုအင်အားဖြည့်တင်ရမယ့် United အသင်းကတော့ဘယ်ကွင်းလယ်ကစားသမားကိုခေါ်ယူသွားမလဲဆိုတာကဆက်လက်ပြီးတော့စောင့်ကြည့်သွားရမှာလည်းဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါ။ Flurry Channel ကနေပြီးတော့ Wolf အသင်းရဲ့တိုက်ဆက်မှု Matias Cunha ကိုခေါ်ယူမယ်ဆိုတဲ့သတင်းကြောင်းရာကိုနေ့စဉ်တင်ဆက်ပေးလျက်ရှိပါတယ်။ဒီနေ့မှလည်း United ကစားသမားအသစ်ထစ်လာဖို့အတွက်တပြေးပြေးနဲ့ပို့ပြီးတော့နှီးစပ်လာတဲ့ ။ကုညာရဲ့အကြောင်းအရာကိုလည်းထပ်မံပြီးတော့ဝင်ပြပေးသွားကြပါမယ်ရှင်။ United တင်အားဆိုရင် Wolf အတင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ Matthias ကုညာနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေနဲ့ပတ်သက်ပြီးတော့နှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့ပြီပဲဖြစ်ပါတယ်။ United ကလာမယ့်ရသက်တပတ်အနည်းငယ်အတွင်းမှာပဲ Wolf အတင်းရဲ့တိုက်စစ်မှု Matthias ကုညာရဲ့စာတုပ်ပြတဲ့ဂျီပေါင်62.5တန်းကို ပေးချေသွားဖို့အတွက်ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ United ကမာတီးယက်စ်ကူညာကို အပိသက်ခွန်ယူနိုင်ဖို့အတွက်အလွန်နှီးစက်နေပါပြီ။ ဘရာဇီးအခြေဆိုင်သတင်းတွေဖော်ပြလာမှုအရ Wolf အသင်းရဲ့တိုက်စစ်မှုမှာ DS ကုညာဟန်ဆိုရင် United C ပြောင်းမှုအတွက်အလုံးစုံသဘောတူညီမှုပေးထားပြီးပြီလို့လည်းသိရပါတယ် United City ကိုပြောင်းရွှေ့ဖို့ကသူရဲ့အဓိကပြစ်မှတ်တစ်ခုလို့တော့မှပြောလို့ရနေပြီးသူရဲ့အိမ်မက်တွေကို အသက်သွင်းသွားတော့မှလည်းဖြစ်ပါတယ်။ United အသင်းရဲ့နေရာသည်ပြမအုံဆုံးခွန်ယူသွားမယ့်ကစားသမားဟာ Wolf အသင်းရဲ့တိုက်စစ်မှု Matias Cunha ဖြစ်လာဖို့လည်းရှိနေပါတယ်ရှင်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ အခုလာမယ့်ရာသီအသစ်မှာ United အသင်းနဲ့စတင်ပူးပေါင်းသွားတော့မယ်လူငယ်ကစားသမား Diego Leon အကြောင်းအရာကိုလည်းဝေမျှပေးသွားကြပါမယ် United တင်ရဆိုရင် Diego Leon ကိုပြီးခဲ့တဲ့နေရာသီတွေကခေါ်ယူထားခဲ့တာဖြစ်ပြီးတော့ Leon ရဲ့အသက်18နှစ်မပြည့်သေးတဲ့အတွက်လက်ရှိကစားနေတဲ့အသင်းကိုပဲတရားသီအငှားချထားပေးခဲ့တာပါမကြခင်မှာတော့အသက်18နှစ်ပြည့်တော့မှဖြစ်ပြီး နောက်ရသည်ကြာရင်တော့ United အသင်းမှလာပြီးတော့ကစားခွင့်ရတော့မှလည်းဖြစ်ပါရဲ့အခုလည်းရှိ United အသင်းမှရှိနေတဲ့တရားကနေပြန်လည်သက်သာလာတဲ့ Luke Shaw လူငယ်ကစားသမားလေးဖြစ်တဲ့ Harry Amat လက်ချီသင်းကနေခေါ်ယူထားတဲ့ Tokuro နဲ့ Diego Leonardo ကပွဲထွက်ခွင့်နေရာအတွက်ရှင်ပြိုင်သွားရဖို့လည်းရှိနေပါရဲ့လာမယ့်ရသည်အသင်းမှတော့ United အသင်းမှသွားရောက်ပြီးကစားရတော့မှဖြစ်တဲ့အတွက် Diego Leonardo ကအရန်ကိုပြောရွှင်နေပြီးတော့တန်ခိုင်မှုပြေဝစွာကစားနိုင်ဖို့ကိုလေ့ကျင့်ခန်းတွေလည်းအပြင်းထန်စူးစမ်းနေရလို့ ဒါတို့သိရပါတယ်ရှင်။နောက်ဆုံးနေ့နဲ့ကောင်တော့ Rashford နဲ့ Antonio တို့ကိုအငားချဖို့အတွက်မဖြစ်မနေလုပ်ခဲ့ရတာလို့အမော်ရင်ဖွင့်ရလာတယ်ဆိုတဲ့အကြောင်းအရာကိုပြောပြပေးသွားရင်လည်းနှုတ်ဆက်ချင်ပါတယ်။ United ရဲ့အသင်းကြီးပြအမော်ရင်ကတိုက်စမှုမှာကဲ Rashford နဲ့ပေါင်း85တသမ5တန်းတန်နဲ့တောင်ပိုင်းကစားသမား Antonio တို့ကိုကလပ်အသင်းရဲ့ရေရှည်တိုးအတွက်အသင်းကနေပြီးတော့အငားနဲ့ထွက်ခွာစေခဲ့တာဖြစ်တယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။ အသင်းရဲ့ချိန်ဝင်ကစားသမောင်း Rashford ဟာ Aston Villa အသင်းမှာအငားနဲ့တွားကစားရင်းနဲ့ခြေစွမ်းကောင်းတွေပြန်လည်ရရှိခဲ့ပြီးမိဂိုသွင်းပြီးတော့ငါးဂိုးဂိုးပန်တင်မှုပြုလုပ်နိုင်ခဲ့ပါတယ်။အခုလက်ရှိမှာတော့ Rashford ကတကောင်ချောင်းတန်ရာကြောင့်ရှာဒီကုန်နဲ့အထိအနားယူနေရပြီဖြစ်ပါတယ်။ Anthony ကတော့ Spain Club Real Betis မှာချက်ချင်းဆိုသလိုခြေစွမ်းပြပြီးပရိသတ်တွေရဲ့အစ်တော်ကစားသမားပါဖြစ်လို့နေပါတယ်။ United အသင်းကအသင်းရဲ့တမိုင်းတစ်ချက်အမှန်အနည်းဆုံးရတဲ့ရာသီတစ်ခုနဲ့ရင်ဆိုင်နေရတဲ့အခြေအနေမှာ ဒီပြားမော်ရင်ကစိတ်မပျော်မရွှင်ဖြစ်နေပုံရတဲ့ဒီကစားသမားနှစ်ယောက်ကိုအတင်းကနေထွက်ခွာစေဖို့လိုအပ်ခဲ့တယ်လို့ရှင်းပြခဲ့ပါတယ်။ဒီလိုထွက်ခွာသွားခိုင်းတာကငွေကြေးအကျပ်တဲရှိနေတဲ့ကလန်သင်းအတွက်သူတို့နှစ်ယောက်ရဲ့တပတ်လောက်ကစုစုပေါင်းပေါင်ငါးသိန်းကိုချွေတာနိုင်ဖို့တခုလည်းကြောက်မဟုတ်ဘူးလို့ရှင်းပြခဲ့သလိုမျိုးမြွေရသည်အပြောင်းရွှေ့မှာအသင်းကိုပြန်လည်တည်ဆောက်ဖို့အတွက်ရံမုံငွေရရှိဖို့အတွက်ဒီကစားသမားတွေကိုရောင်းချဖို့အတွက်ယူရထားတယ်လို့အမော်ရင်ကရှင်းလင်းပြောပြလာခဲ့ပါတယ် ျွန်တော်တို့အတင်မှာလိုအပ်ချက်တွေအများကြီးရှိနေပါတယ်။ဇန်နဝါရီလတုန်းက Rashford နဲ့ Anthony တို့ကိုကျွန်တော်တို့လက်လွတ်ခဲ့ရပါတယ်။ကစားသမားအသစ်တွေလည်းအစားတို့မခေါ်ယူခဲ့ပါဘူး။ဒါဟာစွန့်စားမှုတစ်ခုပါ။ကျွန်တော်တို့ကပုံရိပ်ကြီးရဲ့အရာတစ်ခုကိုလှုပ်ဆောင်မှုအတွက်ကြိုးစားနေပါတယ်။ဒါပေမဲ့ကျွန်တော်ထင်တာကတော့ဒီရာသီမှာ69လောက်ပို့ပြီးတော့သွင်းနိုင်တာထက်ပို့ပြီးအရေးကြီးတဲ့အရာတွေလည်းရှိနေပါတယ်။သူတို့မရှိလို့နန်းကျေစေနိုင်ပေမယ့်အနာကက်မှာကလပ်အသင်းအတွက်အများကြီးအထောက်အပံ့ဖြစ်စင်ပါပါ။ ဒါကြောင့်ကျွန်တော်တို့အဲ့ဒီလမ်းကြောင်းမှန်ပေါ်မှာရှိနေတယ်လို့ယုံကြည်ပါတယ်လို့အမော်ရင်ကပြောပါတယ်။အမော်ရင်ကဒီကစားသမားတွေကိုအငားထားတဲ့ကိစ္စဟာသူရဲ့စုံပြတ်ချက်ဖြစ်ပေမယ့်လို့ဤစနစ်ပိုင်းဆိုင်ရာဒါရိုက်တာဖြစ်တဲ့ဒီစင်ဝဲကောင်းရဲ့ထောက်ခံမှုအပြည့်အဝရရှိထားတယ်လို့လည်းအလီဘီပြောကြားခဲ့ပါတယ်။ဒါကတော့ကျွန်တော်ရဲ့စိတ်ကူးပါ။ဒါပေမဲ့အသင်းကိုကူညီဖို့စူးစမ်းခဲ့တာပါ။တခါတလေကစားသမားတွေကိုကူညီဖို့ဆိုတာမတူညီတဲ့နည်းလမ်းတွေလိုအပ်ပါတယ်လို့အမော်ရင်ကထပ်လောင်းပြောကြားသွားခဲ့ပါတယ်ရှင်။ဒီကြောင့်လည်းပတ်သက်ပြီးတော့ပရိသတ်တို့အနေနဲ့ ရက်ရှ်ဖို့နဲ့အန်တိုနီတို့ကိုရောင်းထုတ်သင့်လားဆိုတဲ့အမြင်လေးတွေကိုလည်းအကကွန်မန့်လေးရဲ့မှာဝေမျှခဲ့ပါအောင်ရှင်ဒီနေ့ရဲ့သတင်းအကြောင်းအရာကဒီလောက်ပါပဲနားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုအထူးအထူးပဲကျေးဇူးတင်ပါတယ်ရှင်ပရိသတ်များအားလုံးလည်းနေထွက်မှာရွှေခွက်နဲ့ငွေတွေအပြည့်အမခိုင်နိုင်ကြပါစေရှင်